အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့သုံးရနိုင်ဒါကျွန်တော်တို့ Premier League ပြန်မစခင်နေဒါကျွန်တော်တို့တသင်းကိုဒါကျွန်တော်6 6ရက်ကြံသေးတယ်ဗောနော Premier League ပြန်စအဲ့တော့ဒါကျွန်တော်တို့တသင်းကိုတရက်နှုန်းနေဒါကျွန်တော်သုံးရနိုင် International Break မှာဆွေးနွေးပေးနေကြတိုင်းကျွန်တော်တို့ A to Z ပုံစံမျိုးလေး ပြန်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့ဒါဒီနေ့ဒီတစ်ခေါက်မနစ်ကအင်တာဗိုရှေးလာရှေးတစ်ခေါက်က international break နဲ့ဒီတစ်ခေါက်က international break တောင်မှဒါကျွန်တော်တို့အသင်းရဲ့ခြေစွမ်းတွေအကုန်လုံးကွာခြားသွားပြီဖြစ်တဲ့ကြောင့်အဲ့ဒီပုံမှာမူတည်ပြီးတော့ခမောင်းနဲ့နည်းနည်းလေးပတ်သက်ပြီးဆွေးနွေးပြီးနေတာဖြစ်ပါတယ်အဲ့ဒါလေးနည်းနည်းလေးဆွေးနွေးလာအဲ့တော့လက်ရှိနောက်ဆုံး update သတင်းတွေကတော့ကျွန်တော်တို့တက်ဆက်ပြီးနေတာတိုင်းပဲအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာတော့ arsenal အကြောင်းပြောအောင်အဲ့တော့ a ပေါ့နော် a for arsenal အဲ့တော့ အာစနယ်ညောင်းပြောရမယ်ဆိုလက်ရှိအာစနယ်အသင်းသွားနေတဲ့ direction အာစနယ်သွားနေတဲ့လမ်းစဉ်ကတော့ဘာမှမပြောစရာမရှိဘူးလက်ရှိမှာကစားသမားတစ်တီကိုစာရုပ်ချုပ်နေရလားကွင်းတွင်ကွင်းပြင်ပါလုပ်နေတာလားအကုန်လုံးအမိုင်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးဒီဒီလေးပြောတော့အာစနယ်အသင်းရဲ့ဒီ project မှာဒါကျွန်တော်တို့လက်ရှိအသင်းတစ်သင်းကပြုတ်ကွဲရခြင်းအဓိကကဒီနေရာမှာတချို့ကစားသမားတွေကသူတို့အနေနဲ့ဒါ they are better than the team ပေါ့နော်ဒါခုနကပြောငါတို့ကအသင်းထက်ပိုကောင်းတယ်ဆိုတဲ့စိတ်ရှိပြီးဆိုအဲ့ဒီကစားသမားအဖြစ်ပွဲအမြဲတမ်းပြုတ်ကွဲလေးရှိတယ် ဒီနေရာမှာအာဒေတာကိုချီကျူးတဲ့အချက်ကဒီနေရာဒါပဲကစားသမားတိုင်းကိုအသေးအပေါ်မှာမရှိအောင်ဘလူးများ train ထားလဲဆိုတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားရတယ်မှာပါတယ်အမြဲတမ်းတော့ကျွန်တော်အသင်းတင်းမှာဒါကျွန်တော်ဒီလူကစားသမားတစ်ယောက်သုံးဖို့နှစ်ယောက်အမြဲတမ်းရှိဒါ maybe ပေါ့နော်ဒါကျွန်တော်အာဒီတာကိုတန်ကဒီနေရာမှာ lesson အကြီးကျယ်ရှေ့မှာပြထားခဲ့တာမဟုတ်လို့လားမသိဘူးဥပါမီယန်တို့ကျွန်တော်တို့လက်ရှိမှာတချို့သောကစားသမားလက္ခဏာတို့ဘာလို့မှဒီလိုမျိုးအသင်းမှာအသင်းပေါ်နည်းနည်းလေးရောက်ပြီးလို့ခံစားကစားသမားကိုဂျောင်းခိုင်းနေဆိုတဲ့ပုံစံမျိုးကိုသူလုတ်ပြလေးရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေရာအာဒီတာကိုချီကျူးတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ ်အာတီနာနဲ့ပတ်သက်ယူကျွန်တော်ဒါအမှန်တိုင်းပြောမယ်ကျွန်တော်တော်ယုံတန်ယုံကိစ္စမှာကျွန်တော်ဘာပြောလဲဆိုတော့အိုစီးကိစ္စဟန်ဒယ်လုပ်တဲ့ကိစ္စကလွင်ကျွန်တော် အတိတ handle လုပ်တဲ့ကိစ္စတော်များကျွန်တော်သူ့ဘက်မှာအကုန်လုံးနားလေနေမှာပါတယ်ဒါပုံမှန်လေးပဲ OZ handle လုပ်တဲ့ကိစ္စကျွန်တော်သိပြီသဘောမချောက်ဒါပေမဲ့ဒါကခုနကပြောလို့ပဲဒါ politics မှာညာပါတယ်ကျွန်တော်မပြောဘူးထားလိုက်တော့ဒါပေမဲ့ခုနကပြောလို့ပဲလက်ရှိအနေအထားလက်ရှိတွားနေတဲ့ပုံစံအရ Arsenal အသင်းအနေနဲ့သူတို့တွားတဲ့ direction ကတော်တော်လေးကိုဒါကျွန်တော်မှန်နေလို့ပြောနေအဲ့ဒါညာမှာလည်းအတိတ်နဲ့ဒီအသင်းကိုဒီလိုဖြစ်လာအောင်လဲသူကိုယ်တိုင်ဒါခက်ခက်ခက်ခဲလှုပ်ဆောင်ထားခဲ့တယ်ဆိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကွေးရမှာကျွန်တော်မြင်တယ်ဒီညာမှာကစားသမားကို၆ထားခဲ့တယ်ပေါ့နော်၆ညာမှာဒါကခုနကပြော short လက်၆လက်ပေါ့ ဒိတာလောက်တန်းကျွန်တော်ပြိတ်ကစားသမားရင်းနေတာယင်းကြီးရသူပဲရှိတယ်။ကစားသမားကြီးလောက်အာဒိတာကိုလေးစားရလဲကစားသမားကြီးပဲရှိတယ်။ဒီကကျွန်တော်ကိုင်းကျွန်းပြီးကျွန်းကိုင်းပြီးဆိုတဲ့ scenario ဒီလိုပုံစံမျိုးတွားလေးရှိတယ်။အဲ့တော့ဒီညမှာဘာလို့လဲဒါရဲ့ effect ကဘာဖြစ်လဲကစားသမားကိုအသင်းကလိုအပ်မှန်တည်တယ်။အသင်းကလည်းကစားသမားကိုလိုအပ်မှန်တည်တယ်။ကစားသမားလည်းအသင်းကိုလိုအပ်မှန်တည်တယ်။ခုနကပြောသူကိုင်းကျွန်းပြီးကျွန်းကိုင်းပြီးဆိုရင်အဲ့တော့ဒီညမှာကစားသမားတော်တော်များများ Arsenal မှာပြောတယ်။အဲ့ကျွန်တော်ခုတစ်ခါကပြောခဲ့ပြီလက်ရှိ Arsenal ရဲ့ recruitment process မှာအကြီးအကျယ်ဆုံးအချက်လို့ကျွန်တော်တင်တာဒီကစားသမားက ဒီအသင်းကိုလာကိုလာခြင်းရမယ်ဆိုတဲ့ scenario ကအင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါကအာစတောအသင်းအတွက်ကစားသမားတယောက်ကိုခေါ်တဲ့အချိန်မှာဘလောက်တိအရေးကြီးတဲ့ point တစ်ခုဖြစ်မလဲဆိုတာကိုကျွန်တော်မှန်းလို့လည်းရတယ်လို့ကျွန်တော်ရဲ့ပုံကိုရမှာကျွန်တော်မြင်တယ်။ဘာကြောင့်ဒီလိုပြောလဲလက်ရှိမှာအာစတောအသင်းဒါအစ်စ်ခေါ်တဲ့ကစားသမားဖြစ်ဖြစ်အခုလက်ရှိမှာစာရုပ်သက်တမ်းတိုးတဲ့ကစားသမားဖြစ်ဖြစ်ဥပမာ example ပြောအောင်စာရုပ်သက်တမ်းတိုးတဲ့ကစားဆာလီဘာဆိုရင်လက်ရှိမှာ real madrid ကသူ့ကိုတကားလာခေါက်တာကြားပြီလက်ရှိမှာ arsenal ဘလောက်ပေးပေးသူတို့နေ25ရာခိုင်နှုန်းပူပြီးမဲ့ဆိုပြီးဂရိပေးထားခဲ့တယ်။ ဒီလိုမျိုးအခြေအနေမှာတော့မှဆာလီဘာအနေနဲ့သူပထမတော့သူတို့ဘက်ကဒီနှစ်မှာအာစနယ်အခြေအနေကိုသူကြည့်မယ်ပြောချင်တာကအောင်မြင်မှုအခြေအနေပေါ်ကြည့်ပြီးသူအနေနဲ့ဒါကျွန်တော်ဆာယုတ်ချုပ်မချုပ်ဘူးသွားဒါပေမဲ့သူအနေနဲ့အာဒီတော့သူယုံချလိုက်တယ်သူအနေနဲ့ခုနကပြောပြီးဒီလိုမျိုးဒါကြည့်နေတယ်ဆိုတာထက်ဆိုင်ငါအနေနဲ့အသင်းနဲ့တူစိုးတူကောင်းပတ်ဖြစ်ရမယ်ဆိုတဲ့ scenario တခုကိုအာစနယ်အသင်းအာဒီတာလောက်ခဲ့ပုံရတယ်အဲ့ဒီမှာဆာလီဘာဆာယုတ်ချုပ်တယ်ဆာလီဘာဆာယုတ်ချုပ်ခြင်းရဲ့နောက်ကွယ်မှာအသင်းကိုယုံကြည်မှုရှိခြင်းဆိုတာကိုပြသခဲ့တယ်ကစားသမားတယောက်ကအသင်းရဲ့ project အသင်းရဲ့နီးပြကိုမယုံဘူးဆိုရင်ဘယ်နည်းနဲ့မှ ကစားသမားဆောင်ချူမှာအဓိကပြောပြောရမယ်ဆိုရင်ဒါလက်ရှိမှာကမ္ဘာမှာအကြီးအမားဆုံး club တွေကတခု maybe ကမ္ဘာမှာအကြီးအမားဆုံး club တခုကလာပြီးတော့မင်းကိုတကားခေါက်နေတယ်ဆိုအဲ့ဒီတကားကိုတော့မကြည့်ဘဲနဲ့ရှိတဲ့အသင်းမှာဆောင်ချုပ်တယ်ဆိုကြတဲ့ကအဲ့ဒီအသင်းရဲ့ project ကိုမင်းဘလောက်ယုံလဲဆိုတာကိုဆက်လက်ပြီးပြသနေနေဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ data နဲ့ဒီထုံးဝမ်းနိုင်အမြဲတမ်း data ရဲ့ပြဿနာယာတိစမှာကြကြောင်လုပ်တဲ့တဲ့စောက်ကျင်ရှိရကြောင်အဲ့ယာတိစကြကြောင်ကိုခဏခဏတွေ့ရတယ်။ဒါပေမဲ့ခုနပုံပြတာ၅ဘွဲ့၆ဘွဲ့နောက်ပြရင် data ကို data ဆက်ဆက်အမြဲတမ်းပြန်မြင်ရတယ်။ data ကို data လို့ကောင်းကောင်းမှုပြန်ပြန်မြင်ရတယ်မှာပါတယ်။ ဒီနှစ်မှာတော့အာစနယ်ကိုတော့ကျွန်တော်တို့နင်သားဟိငါလားဟိဆိုတဲ့ပုံစံမျိုးချင်းကပ်နိုင်တဲ့အသင်းတွေတော့ရှိတယ်။ဒါပေမဲ့အာဆိုသင်းနဲ့ပြင်းပြင်းလွတ်မဲ့ရာသီတစ်ခုလို့လည်းကျွန်တော်အနေနဲ့100%မြင်မိတယ်မှာပါတယ်။အာဆိုသင်းနဲ့ဒီနှစ်မှာတော့ကျွန်တော်ပါဆယ်မင်ရဆိုရင်ဒီလက်ရှိလူစည်ရင်းအစုအဖွဲ့ကဒါကျွန်တော်တို့ပရီးမီးယားလိဂ်ကိုချန်ပီယံလိဂ်ကိုဒါကျွန်တော်တို့စွတ်ခူးနိုင်တဲ့အနေအထားမှာရှိပါတယ်။ဒါ hard reality မို့ဒါ the reality ပဲ။လက်ရှိမှာပရီးမီးယားလိဂ်မှာအာဆနိုအသင်းလား squad depth ကောင်းတဲ့အသင်းမရှိပါဘူး။တက် အာစနိုအသင်းဒီပရီးမီးယားလိဒ်ရဲ့စကွတ်ဒက်ကောင်းအသင်းတဲ့တသိမ့်မဟုတ်ဘူးနော်အာစနိုအသင်းကလက်ရှိမှာပရီးမီးယားလိဂ်မှာစကွတ်ဒက်အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပါတယ် နေရာတိုင်းမှာကစားသမားတယောက်ကတော့ကျွန်တော် position ရ flexible fit တို့ကစားသမားကိုနေရာတိုင်းမှာအစားထိုးရနိုင်တဲ့ ability ရှိတယ်။နောက်ဆုံးပြအရင်တော့ဒါကျွန်တော်စကားမရှိဘူးမဖြစ်ဘူးဆိုတဲ့အနေထားကနေစကားမရှိလေဒါကျွန်တော်အတိုင်းတာတစ်ခုတည်းလုံးလို့ရတယ်ဆိုတဲ့တစ်ခုဖြစ်လာခဲ့တယ်။တတလုံးတော့ဖြစ်တဲ့ဆိုတဲ့အနေထားတော့မဟုတ်မယ်ဒါကျွန်တော်အတိုင်းတာတစ်ခုတည်းစကားမရှိရင်လည်းဖြစ်အောင်လုပ်လို့ရတယ်။ဒါ harvest မရှိရင်လည်းဖြစ်အောင်လုပ်လို့ရ။နောက်ဆုံးပြ cancel ဘိုင်းမှာ saliva နဲ့ gibia နှစ်ယောက်တည်းကတယောက်ဒဏ်ရာရခဲ့မယ်ဆိုရင်တော့မှ moscara hincapi တို့လိုဒါ level ရှိတဲ့ကစားသမားတွေရှိလာနိုင်မယ်လို့ပြောလို့ရတယ်မှာပါတယ်။ခုနကကျွန်တော်ပြောဒါနဲ့ရှိကောက်စံနဲ့ပြန်ဆက်ပြီး ဆိုရင်လက်ရှိမှာ အာစနိုသေးအဓိကအကြိုက်ဆုံးအချက်ကိုကျွန်တော်ပြောပါဆိုရင်သူတို့အသင်းမှာရှိနေကစားသမားအာစနိုတဲ့အာစနိုကစားသမားဖြစ်တယ်။ကြီးစားတွေထဲမှာမှကိုယ့်ရဲ့အသင်းကိုအနှဲငယ်လေးစားတဲ့ကြီးစားရှေ့အဲ့အသင်းကရှေ့ပို့ပြီးအောင်မြင်တယ်ဆိုတာကို ranking ပြောမှုတာရှိတယ်။နော်အာစနိုလာကျွန်တော်မဟာပြိုင်မဲ့ ranking ပြောဖို့ငါတို့အနေနဲ့ငါတို့ professional ဖြစ်တယ်။ဒါပေမဲ့ professional ဆိုပြီးမှငါတို့အသင်းကိုငါတို့ပြန်ကြည့်တယ်။အခုလက်ရှိကဘာမှဖြစ်နေတဲ့ professional တော်တော်များများဘာဖြစ်လဲဆိုသူတို့လုပ်တဲ့ company သူတို့လုပ်တဲ့ club တွေဘယ်တော့မှမကြည့် အချိန်တန်ငါတို့လက်စာရတယ်ပြီးဆိုရှယ်မီဒီယာမှာကျွန်တော်တို့တောင်းပန်ပါတယ်ဆိုတော့မေချူဘူးစတူတာပဲကျွန်တော်တို့အတိတ်ကလွန်ခဲ့တဲ့တနှစ်ခွဲကပြောခဲ့တဲ့စကားရှိတယ်။သူဒီဆိုရှယ်မီဒီယာစကားလုံးတွေဆိုတာထက်ပြစ်သက်တွေကိုသူချပြခြင်းတယ်။ဒါကြောင့်မို့လို့သူဆိုရှယ်မီဒီယာတော့တောင်းတမ်းမတုံးဘူးလို့သူပြောခဲ့တာကိုတွေ့ရမယ်ဒီမှာပါ။အဲ့တော့အတိတ်ကနဲ့ဒါကလက်ရှိမှာ reality ကိုသူနေတော့ပါဒါပက်ကွာလက်အောက်ကလူတွေလို့ပြောလို့ရမှာပေါ့။အန်ဆိုမိုရက်စကာဒီလို့ပုံစံမျိုးပြောတယ်။လက်ရှိမှာဒါအတိတ်လို့ပြောချင်တာရှယ်ရှယ်လေးပါ။ ဒီပြတယောက်ကကျွန်တော်တို့တောင်းပန်နေကျွန်တော်တို့ကနောက်ထပ်ပူကောင်းအောင်လုပ်မယ်ဆိုတာထက်ဆိုင်ပူကောင်းကိုကိုင်းထဲမှာလုပ်ပြဖို့အရေးကြီးတယ်အာဒီတာကဒီလိုမျိုး believe လုပ်တဲ့တဲမှာပါတယ်ပြီး ID နဲ့အာဒီတာအနေနဲ့ခုနကလူတော်များချက်ချင်မှတယ်သူ့ရဲ့ idea တွေ fresh ဖြစ်တယ်အာဒီတာအနေနဲ့အခုလက်ရှိ Arsenal တင်းလက်ရှိသွားနေတဲ့လမ်းကြောင်းမှာနိုင်ဖို့အတွက်ဆိုဘာမှမဆိုလုပ်ရတယ်အဲ့ဒါကမှမနေ့မှလဲလို့မရဘူး philosophy ကိုနိုင်ခြင်းလဲဆိုအဲ့ philosophy ကိုသူ့အနေနဲ့အပြောင်းခံတယ်အာဒီတာရဲ့စိတ်ထဲမှာအခုလက်ရှိမှာအာဒီတာနိုင်ခြင်းတယ်သူ့ရဲ့ philosophy သူမိထားလိုက် ဒီအသင်းကိုငါတို့ဝင်နာတယောက်စီရီယယ်ဝင်နာတယောက်ဖြစ်အောင်ဘယ်လိုပြောင်းလဲမလဲဒါပဲအတိတ်အမှာရှိတယ်အခုလက်ရှိမှာနေပြတော်တော်များကိုကြည့်မယ်သူတို့ရဲ့ philosophy 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 ဒါကျွန်တော် process process အတိတ်ကကိုယ်တိုင်ကိုယ်တိုင်နဲ့ process တွေမှာလဲသွားတယ်နေမှာပါတယ်ဒါပေမဲ့ခုနကပေါ့သူကိုယ်တိုင်အခုလက်ရှိမှာဒါမျိုးတွေရုံထွက်လာနိုင်ခဲ့ပြီခုနကပေါ့ပဲသူအနေနဲ့သူဒီ risk ယူရရမယ်ဘိုးဖြစ်ရမယ်ဒါမျိုးတွေ artist မှာကျွန်တော်တဖြည်းဖြည်းပြန်ပြင်အဲ့တော့ဒီနှစ်မှာတော့ arsenal အသင်းရဲ့နှစ်ဖြစ်ဖို့အတွက် တော်တော်လေးကိုလက်တကန်းလုပ်ပြီဒါခုနပြောသူပဲဒါကျွန်တော်တို့လက်တကန်းလုလာတဲ့တော်တော်လေးကိုများလာခဲ့ဒါပေမဲ့ဒီနှစ်ကတော့ပရိသတ်တွေကိုယ်တိုင်ကလည်းယုံကြည်မှုတစ်ခုဒီအသင်းမှာရှိနေပြီခုနပြောသူပဲဒီအသင်းတော့ကောင်းတဲ့အသင်းဗျာခုနပြောအရက်ချင်းကတော့ကျွန်တော်တို့အာစနယ်မှာဒါကျွန်တော်တို့ကောင်းခဲ့တဲ့ moment ရှိတယ်ဒါပေမဲ့အရန်ကအစ feeling ပေါ့နော်ခုနပြောသူခံစားချက်ပေါ့ဒီနေသားတစ်ခုခင်ဗျစဉ်းစားကြည့်ဟာ ငါအသင်ကငါ့ကိုဖလားယူမိနိုင်တဲ့ feeling တခုငါအသင်ကပေးပြီဆိုရင်အခမ်းအနားတိုင်ဖို့ကျွန်တော်ခမ်းအနားပြုမယ်လေကျွန်တော်ဒါစပါတဲ့ကိုကျွန်တော်ချစ်တယ်ကျွန်တော်အသက်ထက်များကျွန်တော်ချစ်တဲ့အသင်းနဲ့မပါဘူးဒါပေမဲ့အခုချိန်ကြီးဒါမနေ့ကယူရိုပါလိရသွားတော့မှအောင်ငါအသင်ကကံကောင်းလို့ရသွားရလားဒါမှမဟုတ်ခုနကပြောလို့အဲ့လိုရခုနကပြောငါအသင်ကခုနကပြော CD အသင်တက်လို့လူမှုခန်းစာ CD ပြိတက်တည်းရှိတယ် travel ရတယ်ငါတို့အသင်ကထိုက်တန်လို့ရတာလင်းနေစရာငါတို့အသင်ကဒီရောက် deserve ဖြစ်လို့ရတာငါအသင်က deserve ဖြစ်လို့ရတယ်ငါအသင်ကဒါဟာအဆင်ပြေမှမလားဆိုတဲ့တွေ့နေအများကြီးကွာတယ် ဘုံသင်းသက်သက်ကိုအားပေးရလွယ်တဲ့အနေထားမှာမဟုတ်တော့ဒီနှစ်အာစတယ်ကိုတော့ကျွန်တော်ကဒီနှစ်မှာဟိုနာဘယ်လို title စုဖလားတစ်ခုကိုတော့ရနိုင်တယ်လို့မြင်တယ်ပရီးမီးယားလိသို့မဟုတ် Champions League နှစ်ခုတည်းကတစ်ခုကျွန်တော်ကတော့ရနိုင်တယ်လို့မြင်တယ်ပြီးတော့လက်ရှိမှာခုနပြောလို့ပဲလက်ရှိမှာဥရောပမှာအကောင်းဆုံးသော squad တွေကတစ်ခုဖြစ်တယ်ပရီးမီးယားလိမှာလက်ရှိမှာဒါကျွန်တော်တို့လူစည်းရအကောင်းဆုံးသောအသင်းတွေကသတင်းဖြစ်ပြီးတော့ squad depth ပြအကောင်းဆုံးသတင်းဖြစ်နေတယ်ဒါကူမှတစ်ခုခုမလုပ်ပြနိုင်ဘူးဆိုရင်တော့ဒီနှစ်ကတော့ပြည်သက်တွေအာဒိတာကိုထောင်းမယ်နေပဲ ဲ့မှာအာဒီတာကိုလည်းဒီနှစ်မှာဒါ risk ယူပြီးတော့အကြီးကျယ်လုပ်ပြမယ်နှစ်တစ်နှစ်လို့ပြောနေတယ်ပဲကျွန်တော်သွားခွင့်ပြုပါအောင်ဘလိုဘက်တွေကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာ change လို့ဆိုရင်ပေါအောင်ကူညီလို့ရပါတယ်။ MI လည်း clip မမီကြပါနဲ့ဟုတ်။မြန်မြန် clip မမြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုတူပါတယ်။ကောင်းမွန်တော့ဒီနေ့တနေ့ဖြစ်ပါစေ။စုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါဘော။အားလုံးပဲကြိုတူပါတယ်။ MI လည်း clip ပြကြအောင်ဗျ။မြန်မြန် clip မှာမမြန်နိုင်မှာဖြစ်ပါတယ်။ TV4U ဗျ။